ခေတ်ဆက်ဆက်အာဏာရှင်ကိုတော်လှန်ခဲ့ပြီးလူ့ခွင့်ရေးဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့နှောင်းလာဟာအာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးမှုတွေလှုံ့ဆော်နေတာကိုနိုဝင်ဘာလ23ရက်နေ့ကစစ်ကော်မရှင်လက်အောက်ခံရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်ကနေဟောပြောတင်ဆက်မှုနဲ့နိုင်ငံပိုင်သတင်းစာတွေကနေတွေ့ရပါတယ်လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာကြံရပါမဖြစ်စေဖို့နဲ့ချိုးဖောက်မှုတွေကိုစိုက်ညစ်တားဆီးကကိုရပါမယ် နောင်ကဦးဆောင်တဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို2019ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာပထမတစ်ကြိမ်2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဒုတိယအကြိမ်ရွေးကောက်ပွဲကော်မရှင်ထံမှတ်ပုံတင်ပြီးပါတီတည်ထောင်ခဲ့တာဖြစ်တယ်လို့လည်းနောင်လာကပြောပါတယ်။လက်ရှိမှာတော့နောင်လာဟာညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ကိုယူထားတာလည်းဖြစ်ပါတယ်။ 1988ခုနှစ်ကျောင်းသားလှုပ်ရှားမှုနဲ့လူတုအုံကြွမှုစတင်ကြတဲ့ကဆီယနာရှင်တွေကိုတပိတ်မောက်တော်လှန်ခဲ့သူဖြစ်တယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်တည်ထောင်တဲ့အချိန်မှလည်းပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။2020ခုနှစ်မှာတော့ NLD ပါတီကနေနှုတ်ထွက်ကြောင်းတရားဝင်ကြေညာခဲ့ပေမယ့်လူခွေရေးချုပ်ဖောက်ခံရမှုနဲ့ဒန်းတူအခွင့်အရေးတွေအတွက်ဆက်လက်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးအစိုးရအဆက်ဆက်ရဲ့အကြိမ်မောင်းများစွာ ထောင်ချခြင်းကိုလည်းခံခဲ့ရသူဖြစ်ပါတယ်။ ဒေါန်ဆန်းစုကြည်မွေးနဲ့ဆူတောင်းပွဲလှုပ်ရှားမှုကြောင့်နှောင်းလာကိုစစ်ဆိုးရက ပထမဆုံးအကြိမ်ထောင်ချခဲ့တာဖြစ်ပါတယ်။အဲဒီနောက်သူဟာ NLD ပါတီဝင်ဖြစ်မှု2009ခုနှစ်ရွှေဝါရောင်တပိတ်မှာတန်ဃာတွေကို ကူညီမှု2014-2015မှာတရုတ်စီမံကိန်းတွေကြောင့်အညာကအယက်သားတည်ဆုံးခဲ့ရမှုတွေနဲ့ပတ်သက်လို့ဆန္ဒဖော်ထုတ်မှုအစရှိတာတွေနဲ့လည်းထောင်ချခံခဲ့ရသူဖြစ်ပါတယ်။နှောင်းလာဟာ NLD ပါတီကနေနှုတ်ထွက်ပြီးနောက် 2020ရွေးကောက်ပွဲမှာရန်ကုန်တိုင်းကရင်တိုင်းရင်းသားလူမျိုးရေးရာဝင်ကြီးနေရာအတွက်ရှင်ပြိုင်ခဲ့ပေမယ့်အနိုင်မရရှိခဲ့ပဲသူနဲ့အတူရှင်ပြိုင်နေ NLD အမတ်နော်ဆူဆန်နာလှလှဆူကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်2020ခုနှစ်မှာဒီမိုကရေစီလူခွင့်ရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ဂျိုပန်မှုကြောင့်ဆွီဒင်ခြေဆိုင် Civil Rights Defender အဖွဲ့ကချီးမြှင့်နေလူခွင့်ရေးကာကွယ်သူစုကိုလည်းရရှိခဲ့ပါတယ် အဲ့ဒီလိုနိုင်ငံရေးလူ့အခွင့်အရေးဖျက်ဆီးမှုတွေရှိခဲ့တဲ့နောင်လာဟာအာနာသိန်းစစ်ကောင်စီကပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။သူ့ရဲ့ဟောပြောမှုမှာလူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာကြံရပါမဖြစ်စေဖို့နဲ့ချိုးဖောက်မှုတွေကိုစန့်ကျင်တားဆီးကာကွယ်ရမယ်လို့လည်းဆိုပါတယ်။နေရွှန့်ခွာပြောင်းရွှေ့ရသူတွေနဲ့ဒုက္ခသည်တွေအပေါ်ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကာကွယ်တားဆီးပေးရမယ်လို့လည်းနှောင်းလာကပြောပါတယ်။ ဒါအပြင်အလုသမားရေးတောင်သူလေသမားရေးနဲ့ပတ်သက်လို့လည်းဆောင်ရွက်သွားမယ်လို့ပြောကြားထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့သတင်းချက်လက်နဲ့အတွေးအမြင်ယူဆတွေကိုလက်ခံပိုင်ခွင့်ဖန်တီးဖြန့်ဝေပိုင်ခွင့်ရှိရမယ်လို့နှောင်းလှကပြောပါတယ်။ဒါကြောင့်နှောင်းလှကိုစစ်ကောင်စီကသူတို့ရွေးကောက်ပွဲမှာဝါဒဖြန့်ချီရေးအတွက်အသုံးပြုဖို့တတ်တတ်တာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။